ယာယီကာကွယ်မှုအဆင့်အတန်း TPS နဲ့နေထိုင်တဲ့သူတွေဒီအမေရိကန်မှာဆက်ပြီးတော့နေထိုင်လို့ရနိုင်သေးတဲ့နည်းလမ်းတွေရှိနေသေးတယ်ဆိုတဲ့အကြောင်းကိုပြောပြသွားမှာပါ TPS ကာကွယ်မှုအောက်မှာနေထိုင်နေတဲ့မြန်မာနိုင်ငံသားအာဖြစ်ခဲ့သူပေါ့လေ2000လောက်ရှိတယ်လို့ BBC သတင်းကဆိုပါတယ် လာမယ့် January လ26ရက်နေ့မှာဒီအဆင့်တန်းကိုရုတ်သိမ်းတော့မှဖြစ်လို့ဒီ TBS နဲ့ပူးတွဲလျှောက်ထားတဲ့အလုံလုံပိုင်ခွင့်အလုံလုံခွင့်တွေနောက်ပြီးတော့နေထိုင်ခွင့်တွေပါရုတ်သိမ်းခံရမှာပဲဖြစ်ပါတယ်။တွင်းကျင်သူတွေရဲ့အဆိုအရတော့သူတို့အတွက်အမေရိကန်မှာဆက်ပြီးတော့နေထိုင်ဖို့တခြားနီလန်တချို့ရှိနေပါသေးတယ်။ ထမရွေးချယ်စရာကတော့ TPS အဆင့်အတန်းနဲ့နေနေရာကနေဒီတရားဝင်ခုလုံခွင့်ပေါ့လေအာ asylum ကိုရှောက်ထားလို့ရနိုင်ပါတယ်အမေရိကန်ပြည်ထောင်စုကိုရောက်ပြီးတော့တစ်နှစ်အတွင်းမှာ ခုလုံခွင့်ရှောက်ထားဖို့လိုအပ်တယ်ဆိုတဲ့ကန့်သက်ချက်ရှိထားတဲ့အတွက် TPS ကိုရုပ်သိမ်းပြီးအချိန်ဘလောက်အတွင်းမှာ ခုလုံခွင့်ရှောက်ထားရမယ်ဆိုတာကိုစုံစမ်းပြီးတော့ဒါကိုရှောက်နိုင်တာဖြစ်ပါတယ် နောက်တစ်ခုကတော့ green card လို့ခေါ်တဲ့အများအားနေထိုင်ခွင့်လျှောက်ထားလို့ရနိုင်ပါတယ်။အာအမေရိကန်နိုင်ငံသားဒါမှမဟုတ်ဒီ green card ကိုကိုင်ထားတဲ့မိသားစုဝင်တယောက်ယောက်ကအာ green card ကိုလျှောက်ပေးတာမျိုးကလည်းဒီအခွင့်အလမ်းတစ်ခုဖြစ်နိုင်ပါတယ်။ နောက်ထပ်နီလန်တစ်ခုကတော့တခြားဗီဇာအမျိုးအစားတစ်ခုခုဥပမာဒီចောင်းသားဗီဇာပေါ့เนาะဒီ F1 ဒါမှမဟုတ်ဒီအလုပ်ဗီဇာ H1B စတဲ့နေထိုင်ခွင့်အမျိုးအစားကိုပြောင်းပြီးတော့ရှောက်နိုင်ပါတယ်။နောက်တစ်ခုကတော့ humanitarian ဒီဘရုလို့ခေါ်တဲ့လူသားချင်းစာနာမှုဆိုင်ရာခွင့်ပြုချက်ကိုရှောက်ဖို့အခြေအနေပေးတယ်ဆိုလို့ရှင်လဲရှောက်နိုင်တာဖြစ်ပါတယ်။ ဒီကိစ္စကလူဝင်မှုကြီးကြပ်ရေးနဲ့ဆိုင်တဲ့ကိစ္စရပ်တွေဖြစ်တော့အဲ့ဒီကိစ္စကိုကျွမ်းကျင်တဲ့ရှေ့နေတွေနဲ့တေချာတိုင်ပင်ပြီးတော့ကိုကဘယ်လိုအမျိုးအစားနဲ့အကျုံးဝင်နိုင်တယ်ဘယ်လိုမျိုးရှောက်ထားရမယ်ဆိုတာကိုလေ့လာသင့်တယ်လို့ဆိုပါတယ်။အာဒီမူလကလေးကနေလိန်ပြီးတော့ရှောက်ထားတဲ့သူတွေဂျာမန်မဟုတ်အမေရိကန်ပြည်ထောင်စုမှာရာဇဝတ်မှုကျူးလွန်ထားတဲ့သူတွေကတော့ပြန်ပို့ခံရမယ်အလားအလာတွေရှိနိုင်တယ်လို့လေ့လာသူတွေကပြောကြပါတယ်။